သူမရဲ့ချမ်းသာကြွားမှုတွေကိုချုပ်ပြဖို့ကိုပိတာလေးချိန်ရှိတဲ့ရွှေအင်ကြီးကိုအခုလိုဝစ်စင်ခဲ့တဲ့အင်ဒရာကျော်စင်အနုပညာမျိုးကုံမြတ်မသလိုသူမကိုရိုင်းကလည်းထိတ်တန်းအကယ်ဒမီမင်းသမီးကြီးအဖြစ်အောင်မြင်စွာရည်တည်နေတဲ့သူကတော့မင်းသမီးကြီးအင်ဒရာကျော်စင်ပါရှင်အနုပညာလောကမှာဝေဖန်ခံရမှုအ ਨੇ စုံနဲ့ဒီလိုနှစ်ပေါင်းများစွာရည်တည်နိုင်တဲ့အနုပညာရှင်ဆိုတာကတော့တော်တော်လေးကိုရှာပါလွန်တယ်လို့ပြောရပါမယ်အနုပညာလောကမှာအရှုပ်ရှင်းမရှိပဂရီအေးဆေးစွာဖြတ်တန်းရင်းနဲ့ပြည်သက်တည်းရဲ့အချစ်တွေအားပေးမှုတွေကိုရရှိထားတဲ့သူဆိုရင်လည်းမှားမပါဘူးနော်ဒါပြင်နိုင်ငံတကာမင်းသမီးတွေ ေတဲ့ရှင်ရန်တောင်းမရော့တဲ့အလာတရားအယိချင်းနေနဲ့ပြည့်စုံတဲ့အမင်းသမီးတက်လက်ပါရှင်အသက်ရွယ်နဲ့မလိုက်အောင်နှုပြိုလှပမှုစက်တင်ရှိမှုတွေကိုလည်းပိုင်ဆိုင်ထားပါတယ်အခုချိန်မှာတော့အင်မရာကျော်စင်တရားအမှုပညာလုပ်ငန်းတွေမှာအောင်မြင်မှုတွေကြောင်းရောမျိုးရိုးစင်ဆက်ချမ်းသာကြောဝသူဖြစ်တာကြောင့်မရွှေချိန်ကိုပိတ်တာရှိတဲ့ရွှေအင်းကြီးကြီးကိုဝစ်စင်ကချမ်းသာကြောဝမှုတွေကိုထုတ်ပြနိုင်ခဲ့ပြီးဖြစ်ပါတယ်ဖက်ရှင်ဘီယံမှပြီးသားစွာပဲအခုချိန်မှာလည်းရွှေချိန်များစွာနဲ့အမှုစိတ်ဖန်တီးချလုပ်ထားတဲ့ရွှေအင်းကြီးနဲ့အတူခင်မီစမ်းသစ်တဲ့အလာတရားတွေကိုပြည့်တဲ့ဒီစီကိုချပြလာခဲ့ပြီးဖြစ်ပါတယ်ရှင်ရွှေပိ ဒါဂျင်တလောက်များတဲ့အင်ဂျင်ကိုဝတ်ဆင်ခဲ့တာကတော့ရှေ့ခေတ်မှာဝိတာခါကျောင်းမကြီးရှိခဲ့တယ်လို့အခုခေတ်မှာတော့မင်းသမီးကြီးအင်ရာကျော်ဇင်းလို့ပြောရမယ်ထင်ပါတယ်နော်။ဖျားရှင်လက်ထက်ရှေ့ခေတ်ဝိတာခါကျောင်းမကြီးကတော့အလိုအကျမှာဆိုရင်တော့စံပြအမျိုးသမီးပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့သူပါ။ရွှေချုံလွားအင်ဂျင်ကိုပထမဆုံးဝတ်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပြင်အလိုအကျနဲ့ပတ်သက်ရင်လည်းလမနီတက်တဲ့ဝိတာခါကျောင်းမကြီးဆိုတာလည်းအားလုံးလည်းသိကြပါတယ်။အခုလည်းအင်ရာကျော်ဇင်းရဲ့စက်တရေရှိမှုခန္ဓာလွန်လာတဲ့ပုံရိပ်တွေကတွေ့မြင်ရသူတိုင်းအတိုင်းအဆမရှိကြည်နူးမိစေပါတယ်။အလိုအကျမှာလည်းလမနီ တတ်တဲ့အင်နာဂျောစင်ကခက်တဲ့ဝိတာခအမျိုးသမီးလေးတယောက်လိုပါပဲရှင်။ရွှေချုံလာရွှေပရက်တွေကအမျိုးသမီးတူရဲ့ကိုယောင်ကိုဝါတွေကိုထွန်းလန်းစေတဲ့ဆိုတာကတော့အမှန်ပါပဲနော်။ဒါပြင်ဇနီးမောင်နှံကရွှေလဝတ်တစားတွေကိုကျဲချာကကုသိုလ်ယူနေတဲ့ပွင့်ဟစ်တွေကြောင့်လေလူအများရဲ့ရမာဂျီနုပီတီဖြစ်စေရတဲ့ထီပါပဲ။ ်ဟုတ်ကဲ့အခုပြပြနေတာကတော့ပြည်ကျူးနဲ့အင်ရာကျော်စင်တို့အတူတူတရုတ်ဆောင်ရိုက်ကူးနေတဲ့ဝိတ်မှုရွှေဆိုင်ကြော်နာလေးပဲဖြစ်ပါတယ်ရွှေအစင်တစားဆိုတာလူတိုင်းနဲ့လိုက်ဖက်တယ်ဆိုတာမှန်ပေမဲ့မင်းသမီးကြီးအင်ရာကျော်စင်ဝတ်ဆင်လိုက်တဲ့အခါမှာတော့အစမ်းသစ်ဆုံးအလှပဆုံးစက်တီအရှိဆုံးဖြစ်သွားတတ်တာကတော့ညင်မရတဲ့အချက်ပါရှင်ဒီကြော်နာလေးကအဖက်ဖက်ကပြပြစုံနေပြီးတော့စက်တီမင်္ဂလာရှိတဲ့ကြော်နာတစ်ခုအဖြစ်လဲလူအများကချီးကျူးအတိအမှတ်ပြုခံနေရတာဖြစ်ပါတယ်စက္ကန့်ပိုင်းလောက်သာကြီးရတဲ့ကြော်နာလေးဆိုပေမဲ့အင်ရာကျော်စင်တို့ဇနီးမောင်နှံကတော့တနေ့ကအပင်ပန်းခံကပြပြွန်ရွှင်ရွှင်နဲ့ ပဝင်ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါတယ်။အင်ရာဂျိုစင်ဝစ်စင်ကရိုက်ကူးခဲ့တဲ့ရွှေအင်ကြီးကပိတ်တာချင်းကိုပိတ်တာလောက်ရှိတာတောင်တစ်ချက်အပြုံးမပြတ်ဖဲဝစ်စင်ပြီးတော့ရိုက်ကူးနိုင်တာကိုတွေ့ရပါတယ်။ဒီလိုအမှုပညာပေါ်မှာပြီးစက်မှုတွေကြောင့်လဲမိသမီးကြီးအင်ရာဂျိုစင်ကိုပြည်သက်တွေကအမှုပညာအလုပ်တွေကိုပြန်လည်ရိုက်ကူးစေချင်နေကြတာပဲဖြစ်ပါတယ်။ရိုက်တာတွေကိုယ်တိုင်ကလည်းဥဝဲနဲ့ရိုက်ကူးဖို့အတွက်ဇန်ညွတ်နဲ့ရေးသားချပြီးဖြစ်တယ်လို့ဥဝဲကိုကမ်းလှမ်းထားမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြည်သက်တွေသာမကဒရိုက်တာတွေပရိုဂျူဆာတွေကပါဥဝဲကိုအမှုပညာအလုပ်တွေပြန်လုပ်ဖို့တိုက်တွန်းနေကြတဲ့အထိပါပဲရှင်။ အင်ရာဂျိုစင်ဘက်ကတော့ရုပ်ရှင်ကားတွေပြန်ရိုက်ဖို့စဉ်းစားနေတယ်လို့မကြမီမာတော့ပိတ်ကားချက်မှာအင်ရာဂျိုစင်ရဲ့တရုတ်ဆောင်ချက်တွေကိုပြန်လည်မြင်တွေ့ရဖို့ရှိနေပြီဖြစ်ပါတယ်။ဒီလိုစက္ကန့်ပိုင်းစာကြော်ညာလေးကိုကြည့်ရတာကြောင့်ပရိသတ်တွေအလွမ်းပြေရတယ်လို့ရုပ်ရှင်ကားတွေမှာသာပြန်လည်မြင်တွေ့ရမယ်ဆိုရင်တော့အင်ရာဂျိုစင်ရဲ့ဖန်တွေအတိုင်းစားမရှိကျေနပ်နေကြမယ်ဆိုတာကတော့အမှန်ပါပဲရှင်။ ကေပရိသတ်ကြီးရောမင်းသမီးကြီးအင်ရာကျော်စင်ကိုအရင်လိုရုပ်ရှင်ကားတွေကိုရိုက်ကူးစေခြင်းကြလားတကယ်လို့အင်ရာကျော်စင်ပြန်လာခဲ့မယ်ဆိုရင်ရောပရိသတ်ကြီးတို့ကအရင်လိုအားပေးကြမှာပါလားဆိုတော့ပြောပြပေးခဲ့ကြပါအောင်နော်